British Anime မင်္ဂလာပါရှင် Mandarin Kitty Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျွန်တော်တို့ Channel ကနေနေစဉ်ပြည်တွင်းပြပပရင်းများဂျွန်နယ်ရီတရင်များနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းညီစာတက်တက်ဆက်ပြီးတော့မှာဖြစ်ပါရှင်ယခုပထမဆုံးစာတက်တက်ဆက်ပေးမယ့်သတင်း Channel ကတော့အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့အတွင်းမြန်မာပါဝင်ရန်စစ်ကောင်စောင်စနီဒေါ်ချူချူလာကရှောက်ထားလိုက်တဲ့ဆိုတဲ့သတင်းကိုဥစွာတက်ဆက်ပေးမှာဖြစ်ပါရှင်အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့မှ BRICS မှာအဖွဲ့ဝင်အဖြစ်မြန်မာပါဝင်နိုင်ရန် လက်ကျဥက္ကဋ္ဌထံရှောက်ချပြီးဖြစ်ကြောင်းအနာသက်စကားဆောင်မင်းအွန်လိုင်းစနီးဒေါ်ချူချူနောက်ကရုရှားပြည်စင်တွေပြောထားခဲ့ကြောင်းသိရှိရပါတယ်စကောက်ဆောင်မင်းအွန်လိုင်းနဲ့ဇနီးဒေါ်ချူချူလာတို့မှာရုရှားနိုင်ငံသို့အရောက်ရှိနေပြီးမေလာရှင်တွေက BRICS အဖွဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌနဲ့တွေ့ဆုံခြင်းနဲ့ဒေါ်ချူချူလာကပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် မြန်မာကလည်း BNICS အဖွဲ့ဝင်ကြီးအနေကြောင့်အုံထဆီမှာရှောက်ထားပြီးဖြစ်ပါရယ်မိဖက်အဖြစ်ဆန္ဒရှိတဲ့အကြောင်း BNICS အဖွဲ့ဝင်ဖြစ်ဖို့ကူညီပေးစီလိုကြောင်းအမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေအနေနဲ့မိခင်နဲ့ကလေးငယ်ဆောက်၆ရဲ့အတင်းတမကတခြားသောလူမျိုးရေးအတင်းအဖွဲ့တွေကလည်းဆောင်ရွက်နေကြတာဖြစ်ပါရယ်ကမ္ဘာကြီးရမှာလည်းအမျိုးသမီးများကဏ္ဍကိုအတိမပြုအားပေးရမယ့်အချိန်ရောက်ရှိနေပြီလို့ခံယူထားကြောင်းဂျော်ဂျူဂျူလက BNICS အဖွဲ့ရုရှားနိုင်ငံဆိုင်ရာအုပ်ချုပ်ကိုပြောကြားခဲ့ကြောင်း ်ရှိရပါတယ်။ BNICS အဖွဲ့ကဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကနိုင်ငံများမှပါဝင်ဖွဲ့စည်းထားတဲ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါရယ်။အဆိုပါအဖွဲ့ကကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးစနစ်များတွင်အမေရိကန်ပြည်ထောင်စုနဲ့အနောက်နိုင်ငံများရဲ့အော်ဆာလွှမ်းမိုးမှုကိုရှင်းပြနိုင်ရန်ရည်ရွယ်ချက်ဖြင့်ထူထောင်ထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ BRIC BRICS အဖွဲ့ရုရှားအုပ်ထကမကြာခင်မှာပြုလုပ်မဲ့ BRICI Forage မှာအစိုးရနဲ့စီးပွားရေးနဲ့ပဲဆောင်တာအမျိုးသမီးတွေပါဝင်မှာဖြစ်ပါရယ်မြန်မာအနေနဲ့ပညာရေးကိစ္စလုပ်ငန်းတွေမှာပူးပေါင်းပါဝင်မှာကမြန်မြန်ဆက်ဆက်တိုးတက်နေပါရယ်ပညာရေးနဲ့စီးရင်အင်္ဂါတွေမှာ၄၀ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ပြီးသူတို့ရဲ့အခွင့်အရေးကိုပုံမရရှိအောင်ဆောင်ရွက်ပေးသွားဖို့လှုံ့ဆော်နေပါရယ် BRIC အဖွဲ့ဝင်နိုင်ငံတွေမှာလည်းလုပ်ငန်းရှင်အမျိုးသမီးတွေကိုကြိုဆိုလျက်ရှိပါတယ်ဟုပြောဆိုခဲ့ကြောင်းသိရှိရ ရပါတယ်။ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ယုံခွဲကိုကမ္ဘာနိုင်ငံများတွင်ဖွင့်နေထားပြီးမြန်မာနိုင်ငံဘက်မှစိတ်ဝင်စားပါကလာရောက်ဖွင့်နေလို့တဖြင့်မြန်မာနိုင်ငံဘက်မှလည်းကူညီပေးစီလို့ကြောင့် BRICS ရဲ့အဖွဲ့အုပ်ချုပ်ကပြောကြားခဲ့ကြတဲ့ရှိရပါတယ်။ အမျိုးသမီးဆော့ဦးတီထွင်မှုသူများကဏ္ဍတွင်တာဝန်များကိုအောင်မြင်စွာထမ်းဆောင်နေတဲ့အမျိုးသမီးတွေအတွက်အကူပြုကြောင်းနဲ့အနာဂတ်မှာလည်းကျန်းမာပျော်ရွှင်စွာအဆင့်မြင့်တာဝန်များထမ်းဆောင်နိုင်စေရန်ဒေါက်တာဂျူလာကဆွတ်တောင်းပေးထားကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပီကလာမှာပထမဆုံးတသမတ်ဆက်ဆံရေးထူထောင်တဲ့နိုင်ငံများတွင်ရုရှားနိုင်ငံပါဝင်တဲ့ဖြင့်ရုရှားနိုင်ငံနဲ့ဌာနအရမ်းမှာယခုတည်းပုံမှန်ပူပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်းနဲ့ဒေါက်တာဂျူလာကပြောကြားဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့တရုတ်တမရရှိရှင်ပင်မှာမြန်မာလိုက်အားလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီးဆိုတဲ့တရဆောင်ပေါင်းတင်ဆက်ပေးမှာဖြစ်ပါရှင်အနည်း80နှစ်ပြည့်မြောက်ဒုတိယကမ္ဘာစစ်အောင်ပွဲကအခမ်းအနားသို့တက်ရောက်ရမော်စကိုသို့ရောက်ရှိနေခဲ့ကြတဲ့တရုတ်တမန်တော်ရှီရှင်းပင်မှာရုရှားသို့ငါချင်းများရောက်ရှိလာတဲ့အချက်ပဲစကောင်းဆောင်မြောင်းလိုက်အောင်အခမ်းအနားရဲ့ဘေးအတွက်အစီအစဉ်ဖြင့်လက်ခံတွေ့ဆုံခဲ့တဲ့ဟိုတရုတ်ရဲ့စင်ဟွာသတင်းဌာနမှသတင်းတူလေးဖော်ပြလာတာကိုတွေ့နေရတာဖြစ်ပါရယ် မြန်မာနိုင်ငံစစ်ကားဆောင်များပြုတ်မချစေရန်တရုတ်မှဝင်ရောက်ကြောင်းပြောခဲ့ပြီးပထမဆုံးအကြိမ်တွေ့ခွင့်ရရှိခဲ့ခြင်းနဲ့ဖြစ်ပါရယ် အဖြေကလက်ပြေတွေဆင်းသွားသလိုပင်ရှင်နေလာနေတာဖြစ်ပါရယ်တရုတ်ပြည်ကွန်မြူနတီပါတီကောင်ဆောင်ချစ်တီတိုင်းပြည်နယ်လူထုအားဖွတ်ကျော်ပြစုမတန်နှိမ့်ဆက်ငင်းပန်းတက်ဖြစ်နေတဲ့စစ်ပုချုပ်တပ်ပန်းနဲ့အလို့တူအလို့ပါဖြစ်တဲ့ဟုပထမဆုံးအချင်းလူသိရှင်ကြားအသိပေးလိုက်ခြင်းပဲဖြစ်ပါရယ်တရုတ်ဒီလည်းစစ်အေးတိုက်ပွဲအပြီးနိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကိုပထမဆုံးအချင်းပြောင်းကြကြဆွတ်ဖက်ခဲ့ခြင်းဖြစ်တဲ့သို့တော်တမိုင်းမှတ်တမ်းနဲ့တွင်တွားခဲ့ပြီးဖြစ်ပါရယ် တရုတ်မှာဝေရောက်ဖြန့်ဖြေးပေးသည့်ဆိုတော့ညာလည်းပဲတကယ်တမ်းတွင်၎င်းတို့တောင်းဆိုတင်များကိုစာရွက်ပေါ်တွင်လက်မှတ်ထိုးမီလို့ဘုံကျဲခံမီလို့ဟူသောလမ်းနှစ်ခွမှတန်တန်ကိုရွေးချယ်ခန့်ချင်မဲ့ဖြစ်ပါရင်း ၎င်းတို့တောက်ဆူတင်များလက်မှတ်ထွေရင်းပဲခရွေးထင်းလေးထင်းချုပ်ထားတဲ့နောက်ချူရှိရွာလေးရွာအားအပြင်အထံဖုန်းကျက်တက်ခန်းလာခဲ့တာပဲဖြစ်ပါရယ်မော်စကိုရှိမင်ဘရိတ်တအလဲတို့မျက်နှာငယ်ငယ်ဖြင့်ရောက်လာခဲ့ကြသည့်မင်းလိုက်တဲ့အဖွဲ့အားလဲကို့ပူနဲ့ကို့ဖြစ်နေရှာတဲ့ရုရှားကောင်ဆောင်များကချင်းမိငါမိအပူကတ်မိရွာမှာအသက်များရောက်လာကြသည့်အလားကြိကောင်အောင်ပြုတ်လို့ဆုလို့ဆက်ဆက်နေကြချက်ချက်မပေါ်ပါဘူးထို့အတွက်ကြောင့်လဲ၎င်းတို့အခောက်ခါအခက်ခါတွားကနပူနဲ့စာလုံနေကြရရှိမဲ့ဖြစ်ပါရယ်နျူကလ িয়ার တပ်ပေါင်းပူစီမံက င်းဒီလဲယခုတည်းပနက်ပင်မချရသေးမိသည့်နေရာတွင်ထားမည်ဆိုတော့ကိုလည်းလူတိရှင်ချမထုတ်ပြန်ရသေးပေဖြစ်ပါရယ်တရုတ်တမရအာပူတင်နဲ့ပေချင်းရှင်နေရာပေးထားတော်လည်းပဲမြန်မာအဖိုးကနောက်ဆုံးခုံတန်းတွင်မထင်မရှားထိုင်နေရရှာတာဖြစ်ပါရယ်ထိုချက်ပေါ်ကမစ္စတာရှောင်းတန်းနဲ့မှာ losers or losers ဆိုတာထုတ်ပြန်လာခဲ့လည်းဖြစ်ပါရယ် ဗီယက်နမ်ကောင်းဆောင်လို့စနေမောင်နှံကရှစ်စုံတန်တွေတလေးသစားနေရာပေးထားတကူတွေ့နိုင်တာဖြစ်ပါရယ်အကယ်၍သာပူတင်ကနိုင်ငံတော်တိုင်ပင်ခံကိုသာမင်းအောင်လှိုင်လို့ဆက်ဆံပြီးဆိုကတနိုင်ငံလုံးပွင့်တော်ရှိုက်တော့ပြီးတော့မှဖြစ်ပါရယ်ရုရှားရဲ့စစ်ရေးပြခန္ဓာကိုနှစ်စဉ်လစ်လာစောင့်ကြည့်နေကြရယ်အဖွဲ့အစည်းများရဲ့အစိုးအရာအစိုးအရာထုတ်ပြန်လာတဲ့စစ်တုံးပစ္စည်းများတိတိတသားရော့ချသွားပြီးဖြစ်၍ဘဲအထုဘဲပင်ဟုလောင်ပြောင်းတရော်လာခဲ့ကြတယ်ဖြစ်ပါရယ် ကိုလာတပကမှာ2020ခုနှစ်အတွဲအဖွဲ့ဝင်နိုင်ငံပေါင်း193နိုင်ငံရဲ့လူတအရေးမြင့်များဖွံ့ဖြိုးမှုအညွန်ကဲပြည်မြန်မာဟာအဆင့်150တွင်ရောက်ရှိနေခဲ့တဲ့ဖြစ်ပါရယ်အဆိုပါအညွန်ကဲအားနိုင်ငံသားတွေရဲ့ပြည်မြတ်တက်တန်းပြည်ရင်ရဲ့ဝင်ဝင်များအပေါ်မှာလေးလာတွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါရယ် တို့တွင်မြန်မာနိုင်ငံပေါ်အနောက်ဆုံးကိုရင်လက်ရည်တူစင်ရည်လိုတက်ရောက်လာတဲ့နိုင်ငံ29နိုင်ငံကောင်းဆောင်များထက်တွင်တက်ရောက်ရောက်ရဲ့ကိုရည်အရာရှိများလားဟုအထင်ခံရမှတဖြစ်နိုင်ရခြင်းနဲ့အစမ်းတကြတော့မဟုတ်တော့ပါဘူးဆက်လိုက်ပြီးတော့ကလေးနဲ့ကလေးမျိုးနဲ့ရှိချီရများကိုစစ်တကနေအပြည့်ပုံချတက်ခိုင်းမှုနေအညာထိခိုက်ပျက်စီးသွားခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးမှဖြစ်ပါရရှင်။စကိုင်းတိုင်းကလေးမျိုးနဲ့ ကလေးမျိုးနဲ့ရှိတဲ့အများကိုအကြံပေးစစ်တပ်ကနေ့ရက်ပြုံးပြတ်တိုက်ခတ်ခြင်းကြောင့်ကြောင်းနေအများထိခိုက်ပျက်စီးခဲ့ကြောင်းဒေတာပြသူများနဲ့ကလေးမျိုးနဲ့တရင်နဲ့ပြန်ချိုင်းအဖွဲ့မှတာဝန်ရှိသူတို့ကရှမ်းကုတ်ခေတ္တတန်းဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်။ရှမ်းမင်းလေးမေလ9ရက်နေ့မော်လယ်3:48မိနစ်ခန့်မှစတင်၍ကလေးမျိုးနဲ့ဆူလီကုံရွာကိုမေတ္တလာရှမ်းတက်ဒေတာမှတက်လာတဲ့ Jet Fighter မစီဖြင့်တပ်ပွဲဖြစ်ပွားခြင်းရှိပဲ၄ချောင်းတက်ခတ်မှု၄ချောင်းပြုတ်လုခတ်ကြောင်းသိရှိရပါရယ်။ အကျန်းပစစ်တရဲ့နေချောင်းတက်ခတ်မှုအတွင်နေအိမ်များနဲ့စည်ဆိုင်များထိခိုက်ပျက်စီးခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုအသိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။အလားတူကလေးမျိုးနဲ့လက်ပံချောင်းရောက်ကိုလည်းအကျန်းပစစ်တကနေချောင်းပြင်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေတာပြည်သူများကရှင်းလုပ်ခဲ့တဲ့တရင်ဌာနထပ်တို့ပြောဆိုထားလည်းဖြစ်ပါရယ်။ မေလ10ရက်နေ့ည9:00နာရီစလိမ်မီနီခတ်တွင်ကလေးမြွနယ်မြောက်ပိုင်းမှာရှိတဲ့လက်ပံချောင်းရွာကိုအကြံပစ်စတကဂျက်ဖိုက်တာပြန်ပေါင်150ဘုံတလုံးကျချတိုက်ခိုက်ခဲ့ပြီးနေအိမ်နှလုံးလေးထိခိုက်ပျက်စီးတာပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ် မနေ့ကညပိုင်းကခရီးမြောက်ပိုင်းလက်ပံချောင်းရောက်ကိုဂျက်ဖိုက်တာနဲ့ပေါင်150ပုံတလုံးကြက်ချတိုက်ခတ်ခဲ့တာပါနေအိမ်နှလုံးအဆအနောက်ပျောက်သွားခဲ့ပါတယ်လူထိခိုက်မှုတော့မရှိခဲ့ပါဘူးဟိုဒေတာပြည်သူတွေကတော့ပြောဆိုထားလည်းဖြစ်ပါတယ်အချမ်းနဲ့တက်ဆက်ပြမကိုတမပဲကြာနာကိုပြပါရှင်နောက်ထပ်ပြတွင်ပြပါတဲ့များကျော်လိုက်တဲ့တဲ့များနဲ့နောက်ဆက်တဲ့တဲ့များနဲ့အချူပြန်လာပါမယ်ပရိသတ်များလုံးမင်းရှင်နဲ့ရှင်ပြကြပါစေရှင်